ိုးဝါစာကလေးမကကျတူရဲစီကိုသွားနေပါတယ်။ငါကြားရတာတော့ဟိုဘက်တောင်တန်းတွေဘက်မှာအရန်ကြီးမားတဲ့တစ်ပင်တွေရှိရဲတဲ့။အဲ့တစ်ပင်ကနေအသေးတွေသွားပြီးတော့ခူးစားရအောင်။ Ừm ငါလည်းဒီကအသေးတွေကိုစားပြီးတော့ရိုးနေပြီ။ငါလည်းဟိုဘက်တောင်တန်းတွေဘက်ကအသေးကိုစားကျင်တယ်။ငါလည်းစားကျင်စိတ်ရှိနေရတဲ့ခိုးပါငါတို့နဲ့အတူခေါ်လိုက်မယ်လေ။ဘိုးဝါစာကလေးနဲ့ကျတူရဲကခိုးရဲအိမ်ကိုသွားလိုက်ပါတယ်။ဒါပေမဲ့ခိုးရဲအိမ်ကအပြင်ကနေတော့ခတ်ထားပါတယ်။ อืมခိုးကသူ့အိမ်မှာရှိမနေဘူးကြည်ရတာကာလူးနဲ့တနေရဲ့အိမ်မှာရောက်နေမလားမသိဘူးရှိနေရင်သူတို့ကိုပါခေါ်သွားရအောင်လေငါတို့သွားမဲ့လမ်းမှာကြီးကနဲ့ကြီးကမောက်တွေ့ရင်တွေ့အောင်မှာသူတို့ကိုပါငါတို့နဲ့တူခေါ်သွားလိုက်မယ်သူတို့တငယ်ချင်းနှစ်ယောက်ကပြန်ပြီးတော့သွားလိုက်ပါတယ်တင်းတင်းကြီးကမောက်အရသာရှိရဲ့အစားအစာတွေတွေ့ရလားဟွန်းအင်းမတွေ့ဘူးဘိုက်စာလုံးလုံးအရောက်ပဲငါလည်းဘိုက်စာနေတယ် ငါ့ကိုလည်းစားစရာပေးပါလားနင်တို့တွေကိုပေးဖို့ငါတို့မှလည်းစားစရာမရှိဘူးငါတို့ကဟိုဘက်တောင်တန်းနေစီဘက်သွားပြီးတော့အတီးသွားစားမလို့နင်တို့လည်းစားကြရင်ငါတို့နဲ့လိုက်ခဲ့လေอืมအဲ့ဒါဆိုလည်းအမြန်သွားရအောင်ကြားပြီးလည်းရတရေရကြနေပြီအားလုံးကအတူတူတောင်တန်းနေဘက်ကိုပြန်သွားပါရဲ့အငယ်မငါငှက်တည်းရဲ့အတန်ကိုကြားနေရပြီကြည်ရတာငှက်တည်းအသီးစားဖို့တောင်တန်းနေဘက်ကိုရောက်လာပြီထင်တယ် ုတ်မဟုတ်ငါတော့စစ်ကြည့်လိုက်အောင်မယ်နင်းအိမ်မှာနေခဲ့အဲ့လိုပြောပြီးတော့တိုင်ငတ်အငယ်ဟာထောင်ချကိုယူပြီးတော့သွားလိုက်ပါတယ်အသီးတွေကအယောင်းကိုရတာရှိရပဲတူတူပြောတည်တင်းဒီနားမှာရုံပါတယ်တိုင်ငတ်တွေရှိရဲ့အာငါတိုင်ငတ်တွေကိုမကြောက်ပါဘူးသူတို့လည်းငါ့ကိုဘာမှလုပ်မှာမဟုတ်ပါဘူးမြင်းမြန်းစားမြင်းမြန်းစားစကားကိုနောက်မှပြောပြီးရင်ဒီကနေအမြန်ထွက်သွားရမယ် သူတို့အားလုံးကအသေးတွေကိုစားလိုက်ပါတယ်။အဲ့ဒီအပင်တွေကတောင်ထဲမှာရှိနေရပါ။တိုင်ငတ်ကတောင်ထဲကနေငှက်တွေကိုကြည့်နေလိုက်ပါတယ်။၁၂၃၄ဒီနေ့တော့ငှက်၄កောင်လောက်ရှိနေပါလား။ဒီငှက်တွေအားလုံးကငါးထောက်ချောက်ထဲကိုမိသွားရင်ပျော်စရာကောင်းတော့မှာပဲ။တန်ငက်ကတောင်ထဲကနေထောင်ချောက်ကိုပြစ်လိုက်တာတခါတည်းတင်းတင်းကြီးကန်ချစ်တူရီတို့အပေါ်ရောက်သွားပါတယ်ဟိုဝါစာကလေးကအဝင်းမှနေတဲ့အတွက်သူကလွတ်သွားပါတယ် ဟိုကစာကလေးမကပြန်သွားပြီးတော့အဝေးတနေရာမှာထိုင်လိုက်ပါတယ်။စာကလေးစာကလေးငါတို့ချောင်ချောင်ထဲမိသွားပြီ။ငါတို့ကိုကြီးပါအောင်ငါတို့ကဲပါအောင်စာကလေးရဲ့။လာခဲ့စာကလေးမလာခဲ့။နီးရဲ့တငယ်ချင်းတွေကိုလာခဲ့လိုက်စမ်းပါ။တိုင်းငမတိုင်းငမငါကနင်ဖန်းစားလို့ရအောင်နင့်နယ်မြေထဲကိုငါခေါ်လာခဲ့တာ။ဘာဘဝစာကလေးနင်ဘာပြောလိုက်တာလဲ။ စာကလေးမငါနဲ့ကိုကျေးဇူးတင်ပါတယ်ငါ့ကိုအရန်ရတာရှိရဲ့ညစာပေးတဲ့အတွက်တိုင်းကမတငယ်ချင်းအခုပဲသူတို့ကိုခေါ်သွားလိုက်တော့ပြီးတော့ဒီတစ်ပင်ရဲ့အသီးတွေကငါတယောက်တည်းအတွက်ပဲဟိုကစာကလေးမကအဲ့ဒီကနေပြန်သွားလိုက်တော့တယ်တိုင်းကမကငှက်တီကိုဖမ်းပြီးတော့အင်ကိုခေါ်သွားလိုက်ပါတယ်อืมငါတော့အရန်ကိုပင်ပန်းသွားပြီသူတို့ကိုကူချပေးအောင်ငါအရန်ကိုပင်ပန်းနေပြီအငယ်မ အဲ့လိုများတဲ့ငှက်တွေဘယ်ကနေရောက်လာတာလဲစာကလေးမကသူတို့ကိုလှည့်စားပြီးတော့တရားသစ်ပင်ပေါ်ခေါ်လာတာဒါကြောင့်ငါလည်းဖမ်းလိုက်တာငှက်တွေကိုတစ်ဖက်မှာထားလိုက်ပါတယ်ငါမီးမွေးထားလိုက်မယ်နေစနွေးမုံတွေငရုတ်သီးမုံတွေမက်စလာတွေတွားယူလိုက်ငါ့ကိုလှုပ်ပေးပါတိုင်ငါ့မငါ့အသားစားမကောင်းပါဘူးငါ့အသားတွေကိုစားလို့ရှိရင်နှုတ်သီးကျိုးသွားလိမ့်မယ်ဟွန်းဘာမှမဖြစ်ဘူးငါနှုတ်သီးအတူတက်လိုက်မယ် ိုင်းငယ်ကြီးကမတ်စလာတွေတွားယူပါတယ်။အငယ်ကတော့အိမ်အပြင်မှာထိုင်ပြီးတော့မီးမွှေးနေပါတယ်။ကျိုးတွေကအယံအုံပါတယ်။ငါ့ရဲ့နှုတ်ပြီးနဲ့ဒါအောင်မဖြစ်နိုင်ဘူး။ငါမမြော်လင့်ထားဘူး။စာကလေးမကငါတို့အဲ့လိုလှည့်စားလိုက်မယ်လို့စာကလေးမအယံအုံသဘောကောင်းပါတယ်။ဘာလို့ तू ကအဲ့လိုလုပ်မှလဲ။ तू ကငငယ်လေးကတည်းကငါတို့ရဲ့တငယ်ချင်းလေ။အကုတ်ခုတ်အကုတ်ခုတ်အကူကဘယ်ရောက်နေရလဲ။ တော်ရဲကိုကိစ္စရှိလို့သွားတာဘာဖြစ်လို့လဲဘဝဆာကလေးအလုံးအစင်ပြေတယ်မလားဘာလို့အရန်ကိုကြောက်နေရလဲတင်းတင်းကာလူချက်တူရဲကိုတိုင်းကမှဖမ်းလိုက်ပြီသူတို့အမြန်သွားခဲ့ရမယ်ဟလာဘမလဲတိုင်းကမှသူတို့ဖမ်းပြီးတော့အိမ်ကိုခေါ်သွားလိုက်ပြီဟာသူကအလုံးစားတော့မှာပဲငါကတမင်တက်တဲ့တငယ်ချင်းတွေကိုသူ့စီခေါ်လာတာလို့ပြောလိုက်တယ်ဒါမှတော်ရဲကအသီးတွေကိုငါစားလို့ရအောင်လို့လေ ဒါကြောင့်တိုင်းငက်ကငါ့ကိုယုံကြည်သွားလိမ့်မယ်။အဲ့လိုနဲ့စာကလေးကအကြံတွေကိုပြပြလိုက်ပါတယ်။ဒီလောက်ကိုငါတို့သတိထားပြီးလုပ်မရမယ်။မဟုတ်ရင်တိုင်းငက်ကသူတို့နဲ့တူငါတို့ကိုပါရောပြီးစားလိမ့်မယ်။ခုံနဲ့ဝဝစာကလေးမက အမြင်မဲ့ပြန်သွားလိုက်ပါတယ်။တူတူနေစားဘာလို့ပွားစီပွားစီပြောင်းနေရလဲ။အမတိုင်းငက်မရေသူတို့နှစ်ယောက်ကိုစားလိုက်ပါ။ငါ့ကိုတော့လှုပ်ပေးပါ။ ငါနေ့ရဲ့အိမ်မှာအလုံးမှန်သမျှကိုလုပ်ပေးပါမယ်။ဒါမှမဟုတ်ရင်ငါ့ကိုလှုပ်ပေးပါ။ငါခိုးဖမ်းပြီးတော့နင်တို့စီကိုခေါ်လာပေးမယ်။ဒါပေမဲ့တိတ်ငက်ကသူတို့ရဲ့စကားကိုနားမထောင်ဘဲနဲ့အိမ်အပြင်ဘက်ကိုခေါ်လာပါတယ်။နင်တို့တွေဒီမှာခဏနေအောင်။ငါညမမဆလာယူပြီးပြန်လာရနဲ့နင်တို့လည်းပြီးပြီ။တဲဦးတွေကနေရေတွေကလည်းစုနေပါတယ်။မကြခင်သူတို့ကအဲ့ဒီရေထဲမှာအပြုတ်ခံရတော့မှာပါ။ဒီဘက်မှာတော့ဝဝစာကလေးမကခိုးခေါ်ပြီးတော့ရောက်လာပါတယ်။တငယ်ချင်းတိုင်ငယ် ြစ်လိုက်ပါအောင်ငါဘု து ခေါ်လာရလဲခို့ပြေးတော့ခို့ပြေးတော့စာကလေးကနင့်ကိုလိန်ပြီးတော့ဒီကိုခေါ်လာခဲ့တာစာကလေးနင်ပြောတော့ငါ့ကိုတည့်ရတည့်ရစားဖို့ခေါ်လာတာဆိုစာကလေးကတိုင်ငက်ကိုကြည့်လိုက်ပါတယ်ပြီးတော့မျက်စိနဲ့မျက်စောပြစ်လိုက်ပါတယ်စာကလေးငါနားလဲသွားပြီခိုးငါ့ရဲ့အိမ်ထဲကိုဝင်ပြီးတော့အချိုးဖို့ရှိတယ်အဲ့ဒါကိုယူလာခဲ့ခိုးကတိုင်ငက်ရဲ့အိမ်ထဲကိုမဝင်မဲနဲ့တက္ကသိုလ်မှာပုံလိုက်ပါတယ် ငါ့ကိုနောက်ထပ်ငှက်တကောင်ခေါ်လာပေးတဲ့အတွက်ကျေးဇူးပါပဲ။တကယ်ချင်းတိုင်ငှက်ငါနောက်ထပ်ငှက်တွေကိုလည်းခေါ်လာပေးခဲ့မယ်။အဲ့ဒါဆိုရင် တောတစ်ခုလုံးကငါ့အပိုင်ဖြစ်သွားလိမ့်မယ်။ဘွားစားကလေးကတိုင်ငှက်ကိုစကားရည်နဲ့ချုပ်လိုက်ပါတယ်။ခူကအိမ်နောက်ဖက်ကနေအပြင်သွားပြီးတော့ထုတ်သွားယူလာပါတယ်။ပြီးတော့အသေးတစ်ချက်ရိုက်လိုက်ပြီးတော့တိုင်ငှက်ကမိလဲသွားပါတယ်။အမြဲလို့ခူငါတို့ရဲ့တငင်ချင်းတွေကိုသူတို့ရဲ့လက်ထက်ကနေကယ်ရမယ်အမြဲလို့ခူကကျိုးတွေကိုဖြေးလိုက်ပါတယ်။ အားလုံးကအဲ့ဒီကနေထွက်ပြေးသွားကြပါတယ်။တငယ်ချင်းတွေအားလုံးအဝေးကိုပြန်သွားပါတယ်။တနေရာမှာနားပြီးတော့အသက်ဝဝရှူလိုက်ပါတယ်။ဝဝနေတော့ငါတို့ကိုတိုင်းငယ်ရဲ့လက်ထက်ကနေကယ်ပေးလိုက်တယ်။ငါတို့ကိုလှည့်စားခဲ့တာကခိုးနဲ့သွားပြီးတော့တွေ့ချင်လို့ပေါ့။အကိုခိုးကတကယ်လို့အုံနောက်နဲ့အလုံးမလုံးခဲ့ရင်တိုင်းငယ်ကအားလုံးကိုစားသွားနိုင်တယ်။ဝဝကတိုင်းငယ်ကိုစကားနဲ့မချုပ်ခဲ့ရင်ငါတို့စီကိုလာလို့ရမှာတော့မဟုတ်ဘူး။ စာကလေးညီပြအမှန်နဲ့ညီကတငယ်ချင်းတယောက်ရဲ့တာဝန်ကိုလှုပ်ဆောင်ပေးခဲ့တယ်။တငယ်ချင်းတို့ခိုတာငါတို့ကိုမကူညီခဲ့ရင်ငါနေတို့အကဲနိုင်မှာမဟုတ်ဘူး။တိုင်ခဲ့အကြီးကမဆလာယူပြီးပြန်ရောက်လာတော့သူညီမထိခိုက်ထားတာကိုတွေ့ပြီးတော့လန့်သွားပါတယ်။အငယ်မအငယ်မထားပါဦး။ညီမဖြစ်သွားရလဲ။နင့်ကဘယ်သူကထိခိုက်အောင် လုပ်တာလဲ။ဟိုငတ်တယ်ရောအားလုံးဖယ်ရောက်သွားလဲ။အမအဲ့ဒီစာကလေးကအရန်ကိုလဲတဲ့ သူကငါတို့ကိုလှည့်စားပြီးတော့တငယ်ချင်းတွေကိုကယ်ပြီးတော့ထွက်ပြေးသွားပြီ။ညီမရဲ့ခါကိုအမြတ်ပတ်တီးစီးပေးပါမဟုတ်ညီမသေတော့မယ်။အမကျွတ်တွေကိုပဲရှာလာပါတော့ဘာလို့လဲဆိုတော့ညီမတော့အရင်ငတ်တွေကိုဘယ်တော့မှမဖမ်းတော့ဘူး။သူတို့တွေကခက်ခဲတဲ့ကိစ္စတွေကိုလည်းလုပ်နိုင်တယ်။အဲ့လိုနဲ့ပဲဝဝစာကလေးစစ်တူရေးကာလူကြီးကတင်းတင်းကြီးကမနဲ့ခိုးတော့ကသူတို့အားလုံးကအခက်အခဲကိုရင်ဆိုင်နိုင်ခဲ့ပါတယ် အဲ့လိုနဲ့သူတို့ကပရိယေတွေကိုဆွေးမြောက်ပြဿနာတွေကိုလည်းဖြေရှင်းသွားပါတယ်တောထဲမှာဆောင်းရသည်ကရောက်ရှိလာတော့တယ်ကျင်းငက်တွေအားလုံးကလည်းသူတို့ရဲ့အိမ်တွေကိုခိုင်မြဲစွာဆောက်လုပ်ထားတာပေါ့ဘဝစာကလေးမတယောက်ကပဲခိုင်မာတဲ့အိမ်ကိုမဆောက်လုပ်ရသေးတာပေါ့ကိုကလူကြီးဘဝကအမြဲတမ်းအရင်ဆုံးအိမ်ကိုစောင့်တဲ့သူမဟုတ်လား အခုကျဘာဖြစ်လို့လဲမသိဘူးအခုထိအိမ်မဆောက်ရသေးဘူးဟုတ်တယ်တနေကိုစဉ်းစားနေရလဲကြပြီတခါတော့သွားကြည့်ရအောင်လားဘာပြဿနာရှိလဲမသိဘူးအဲ့လိုပြောပြီးတော့တင်တင်နဲ့ကာလူကြီးကန်းတို့ဆုံတဲ့ဟာဝဝစာကလေးမအိမ်ကိုရောက်လာတော့တယ်အဲ့ဒီအချိန်မှာဝဝစာကလေးမကအပြင်းပြပြီးတော့လှဲနေတာပေါ့ဝဝရေဘာဖြစ်တာလဲအဆင်ပြေရဲ့လားအမတနေလွန်ခဲ့တဲ့၁၀ရက်လောက်ကလေးကအပြင်းပြနေတာ ဆရာဝန်ကိုပြပြီးတော့ဆွေးတောက်နေရလဲကြာပြီဒါပေမဲ့ဘာမှလည်းထူးမလာဘူးဘိုးဝါကြီးအကူဆရာဝန်တယောက်ကိုတည်တယ်သူ့စီမှာပြကြည့်ပါလားတက်တာလောက်မှာညီမလေးကိုအဲ့ဒီဆရာဝန်ရဲ့နေရက်လိပ်စာပေးပါလားညီမလေးဒီနေ့ပဲသွားလိုက်မယ်လေကာလူကြီးကန်ကဝဝစာမိန်းမကိုနေရက်လိပ်စာပြပြဖို့လုပ်နေတဲ့အချိန်တင်တင်ကြီးကန်မကအလဲအနေဖြစ်ပြောလိုက်တော့တယ်မြစ်ကန်နဘေးမြစ်ကန်နဘေးမလေးအဲ့ဒီဆရာဝန်ရဲ့အိမ်ကညီမလေးသွားလိုက်နော် ကကလူရဲ့ရှင်ကတော့ကျမနဲ့မြင်မြန်လေးလိုက်ခဲ့အောင် ကျမမှာအရေးကြီးကိစ္စလေးသတိရလာလို့အဲ့လိုပြောပြီးတော့တင်းတင်းကြီးကမကကာလူကြီးကန်းကိုခေါ်သွားလိုက်တော့တယ်ဘဝစာကလေးမကလည်းမြေကန်းတစ်ပေးမှာရှိတဲ့ဈေးကွက်ဆရာဝန်စီကိုတောင်းလိုက်တော့တယ်တင်းတင်းမင်းဘာလို့ဝဝကိုလိန်ပြောလိုက်တာလဲဦးလေးဈေးကွက်ရဲ့အိမ်ကတောရဲ့အလယ်မှာလေကျမရဲ့တုံးလာတဲ့ယောက်ျားရဲ့ကျမတခုခုလိန်ပြောလိုက်တယ်ဆိုမှတော့ဒီတိုင်းစောင့်နှောက်ချင်အောင်လည်းပြောလိုက်တယ်ထင်နေရလား ကိုကလူရဲ့စဉ်းစားကြည့်ပါဦးဘဝတစ်လျှောက်လုံးမှာဘဝအစောကြီးအိမ်မဆောက်ဘူးလေဆိုတာဒီတစ်ခါပဲရှိရလीအခုကျမတို့အိမ်ကအခိုင်ဆုံးဖြစ်နေပြီလေကျမလေအရင်ကတည်းကဘဝမှာအိမ်မရှိရမျိုးလေးဖြစ်စေခြင်းခဲ့တာတင်နေရဲ့အဲ့ဒီဆန္ဒကဘယ်တော့မှပြည့်မှာမဟုတ်ဘူးဘဝနေကောင်းတာနဲ့အိမ်ကိုဆောက်နိုင်မယ်ကိုကလူရဲ့ဒါဆိုလဲဘဝကိုနေပြန်မကောင်းတော့အောင်လှုပ်လိုက်တော့မယ်အခုသူသွားတဲ့နေရာကလည်းအဝေးမှာရှိရလीဟ ပြန်လာတဲ့အချိန်ကျရင်သူ့ရဲ့အခြေအနေကပိုပြီးတော့ဆိုးနေလောက်ပါအဲ့ဒါဆိုရင်အိမ်ဆောင်နိုင်မှာလည်းမဟုတ်တော့ဘူးနောက်ဆုံးသူမတက်နိုင်တော့တဲ့အချိန်ကျရင် ကိုတို့အိမ်ကိုလာလို့ရှိရင်တကားပိတ်ထားလိုက်မယ်။ "तू ကအမြဲတမ်းငါတို့ကိုတရားဟောတယ်မဟုတ်လား။အခုတော့ကိုထိုင်နေကိုကံမယ်ခံလိုက်အောင်"ဒီမြစ်ကန်တပင်းလာတလျှောက်လုံးငါကြည့်ပြီးပြီ။ဒါပေမဲ့လည်းအခုအချိန်ထိအိမ်တိမ်အောင်မတွေ့သေးဘူး။ချစ်ရတာအမတင်နေကအိမ်လေးစာမှားပေးလိုက်တာပဲဖြစ်ရမယ်။အခုဘသူစီကနေလေးစာမေးရမှာလဲ။ အဖျားကလည်းပူပူပြီးတော့တက်လာနေပြီဟိုအစာကိမကအရန်ကိုစိတ်ညစ်နေရပေါ့တတော်လုံးကိုလည်းဟိုရှာတီရှာလှုပ်လိုက်တော့တယ်အဲ့ဒီနောက်မှာတော့ဇီးကွက်ဦးလေးကအဲ့ဒီနေရာကိုရောက်လာတော့တယ်ဟိုအစာကိမကလည်းအော်ခေါ်လိုက်တာပေါ့ဘာဖြစ်တာလဲအစာကိမဘာလို့ငါ့ကိုခေါ်ရလဲမြင်မြတ်ပြောအလင်လို့နေလို့ခွင်းလို့ပါနော်ဦးလေးဦးလေးကဆရာဝန်လားရှင်ဟုတ်တယ်ဦးလေးကဆရာဝန်လေးဘာဖြစ်တာလဲပြောပါဦး အဲ့နောက်မှာတော့ဝဝဆာကလေးမကမြစ်ကမ်းထဲမှာသူ့ကိုဘလူရောင်လိုက်ရှာရတဲ့အကြောင်းကိုပြပြလိုက်တော့တယ်။အဲ့ဒီကြီးကမ်းနဲ့ကြီးကမ်းမှာအရန်အောင်ရုပ်မှကြတာပဲ။သူတို့ရဲ့သားလေးကိုဥစီမှာဆေးကုပေးထားတော့ကလည်းပတ်စံတပြားမှမပေးဘူး။တောင်းပြန်တော့လဲနောက်နေ့မှပေးမယ်လို့ပဲပြောတယ်။သူတို့ကအဲ့လိုပါပဲဥလေးရဲ့ဥလေးသမီးအတွက်အဖျားသက်တာလေးဆေးလေးပေးပါအောင်လား။အရှင်ဆဲရဲ့လောက်ကလေးကအပြင်းပြားနေတာ။ဆေးတောက်လည်းမတက်တာလားဦးပဲဖြစ်နေတယ်။ ဇီးကွက်ကဝဝစာကလေးမရဲ့အတောင်ပံကိုကြည့်ပြီးတော့ပြလိုက်တော့တယ်။တမီးရေတမီးကငှက်ဖျားရောဂါဖြစ်နေတာဆေးမမြန်တော့နော်ပြီးတော့အေးအေးမမိစေနဲ့မဟုတ်ရင်အသက်အန္တရာယ်ရှိလာနိုင်တယ်။ကျေးဇူးပါဦးလေး။ဒါပူစော်ကပါဦးလေး။အခုတော့တမီးသွားလိုက်အောင်မယ်နော်။အဲ့လိုပြောပြီးတော့ညနေမှာအိမ်ကိုရောက်အောင်ပြန်လာလိုက်တော့တယ်။ကာလူကြီးကန်းနဲ့တင်းတင်းကြီးကန်းမတို့ကလည်းဝဝစာကလေးအပြန်ကိုစောင့်နေကြတော့တာပေါ့။ကိုကာလူရေဟိုမှာကြည့်ပါဦး။ဝဝအိမ်ကိုပြန်လာနေပြီ။သူ့စီကိုသွားကြရအောင်။ အဲ့လိုပြောပြီးတော့ကြီးကန်းနေမယားနှစ်ယောက်ကဝဝစာကလေးမစီကိုရောက်လာကြတော့တယ်။ဘဝရေးအမတို့လိမ့်စာပေးရမှားသွားတယ်။အဲ့ဒါပြောဖို့ပြန်လာခဲ့သေးတယ်။အဲ့ချိန်ကျညီမလေးကိုမတွေ့တော့ဘူး။တကယ်ကလေဇီးခွက်ဦးလေးရဲ့အိမ်ကမြေကမ်းသားမှမဟုတ်ဘူး။တောလိမ်မှာရှိတာ။ကျေးဇူးတင်ပါတယ်အမရဲ့။အ ਨੇ ဆုံးတော့အမညီမလေးကိုလမ်းမညွှန်ပေးလိုက်တာပဲလေ။မနေ့ကကျမှပဲတောလိမ်ကိုသွားလိုက်ပါမယ်။ဒီနေ့တော့အရန်ကိုပြန်မန်းနေပြီ။အနားယူနိုင်အောင်မယ်နော်။ တင်းတင်းကြီးကမ်းမနဲ့ကာလူကြီးကမ်းတို့ကလည်းပြန်တော့ကြတော့တယ်။ဝဝဆာကလေးမကလည်းဆေးတွေကိုပုံမှန်တောက်တော့တာပေါ့။အဲ့ဒါကြောင့်မလို့လေးရက်လောက်မှပဲဝဝဆာကလေးမကအရှင်းကိုပြန်ကောင်းသွားတော့တယ်။တင်းတင်းကြီးကြည့်ရတာဝဝပြန်သက်သာသွားပြီနဲ့တူတယ်။ဘလုံးမျိုးမြင်မြန်ပြန်သားပြီးတော့အိမ်ဆောင်နေလိုက်လဲဆိုတာကြည့်စမ်းပါဦး။ဘလောက်ပဲသူစ조사조사ခိုင်မာတဲ့အိမ်တလုံးတော့စောင့်နိုင်မယ်မထင်ပါဘူးဘလို့ပဲဖြစ်ဖြစ်ဒီညကမိုးကတိမ်မဲရိုးရွာအောင်ပါမနေ့ပြန်ကြရင်လည်းရာသီဥတုကပိုတောင်အိမ်အောင်ပါ အဲ့ဒီချိန်ကျမှတုံတုံညီညီနဲ့ကျမတို့ရဲ့အိမ်တကားကိုလာခောက်လိုက်မယ်။ရှင်ကြည့်နေလိုက်။အဲ့ဒီချိန်ကျရင်ကျမတို့ဘလို့တောင်ပြောပြီးတော့မောင်းထောက်နိုင်မလဲဆိုတာကိုလေ။တင်းနေရဲ့အခုပဲငါတို့အေးပြီးတော့ပိန်နေအောင်မယ်။အိမ်ထဲကိုဝင်ပြီးတော့ဆက်ပြောကြအောင်လေနော်။အိမ်ကနေပဲဘဝကိုကြည့်ကြရတာပေါ့။အဲ့လိုပြောပြီးတော့အိမ်ထဲကိုဝင်သွားတော့တယ်။အေးအေးတက်ကလည်းပို့ပြီးတော့တိုးလာတော့တယ်။ဒါပေမဲ့လည်းဘဝစာကလေးမကအိမ်ကိုပြင်ဆင်နေတာပေါ့။ဖျားကြီးအိမ်ကတကယ်ကိုပျက်စီးနေတာ။ ဘယ်ချိန်မှမိုးကလည်းရွာသွားနိုင်တယ်ဘလို့လောက်ရတော့မလဲဟိုကစာကလေးမကအရင်အောင်စိတ်ညစ်နေတော့ပါဘောအဲ့ဒီချိန်မှာပြားကလေးတကောင်ကတိရွက်ထဲမှာစောက်ထားတဲ့အိမ်အိမ်ထဲကိုဝင်သွားတာကိုတွေ့လိုက်တော့တယ်အင်းငါလည်းအိမ်ကိုတိရွက်တင်နဲ့ပြားတွေရဲ့အိမ်လေးလိုမျိုးစောက်ရင်ကောင်းမယ်အဲ့လိုဆိုရင်အချိန်နဲ့တိတ်ကြမှာမဟုတ်ဘူးညမရောက်ခင်စောက်လို့လည်းပြီးသွားလောက်မယ်အဲ့လိုတွေးပြီးတော့ဝဝစားကလေးမကသူ့ရဲ့အနီးနားမှာရှိတဲ့တစ်ပင်ကနေသူ့ရွက်တွေကိုခူးပြီးတော့ဆုထားလိုက်တော့တယ် ခဏကြာမှတော့သူ့ရက်ဒီအများကြီးရရှိသွားတာပေါ့နောက်တော့သူ့ရဲ့အိမ်မှာထည့်လိုက်တော့တယ်ဟိုပါဆာကလေးမရဲ့အိမ်လေးကခုတော့ပြားရင်လေးဖြစ်နေတော့တာပေါ့ဒီလောက်ဆိုရင်တော့အိမ်ခေါမိုးအတွက်လုံလောက်သွားပြီကျန်တာတွေကိုနိုင်ရန်အတွက်သုံးလိုက်မယ်ခဏကြာရဲ့နောက်မှာတော့ဝါဆာကလေးမကသူ့ရက်ဒီနဲ့တအိမ်လုံးကိုဖုံးလိုက်တော့တယ်သူ့ရဲ့အိမ်လေးကခိုင်မာသွားတော့တာပေါ့တစ်ဖက်မှာလည်းကြီးကန်းလင်မယားနှစ်ယောက်လုံးကနှစ်နှစ်ချက်ချက်ကိုအိပ်ပျော်နေရတာကနေနိုးသွားကြတော့တာပေါ့ကိုကလို့ရေ မိုးကလည်းစရွာနေပြီဘယ်ချိန်ဆိုဝဝမိုးရေဆိုပြီးတော့ကျမတို့အိမ်ကိုရောက်လာနိုင်တယ်။ဟွန်းမဖြစ်နိုင်ပါဘူး။အဲ့လိုသာဆိုရင်အခုလောက်ဆိုသူ့အိမ်ကပြုံနေလောက်ပြီ။အဲ့လိုမျိုးလုံးဝဖြစ်လာတော့မှာမဟုတ်ဘူး။မယုံရင်ဒီကနေလာကြည့်လိုက်ပြီးမှပဲပြောတော့။ဟွန်းဒါကဘာလဲကိုကလူဝဝသူ့ရဲ့တအိမ်လုံးသူ့ရဲ့တင်နဲ့ဖုံးလိုက်တာလား။ဒါပေမဲ့လည်းသူ့ရဲ့ကဘလောက်ကြီးခံနိုင်မှာမလို့လေ။ခဏနေအိမ်ကပြုတ်ကြသွားအောင်မယ်။ရှင်းစောက်ကြည့်နေလား။ အဲ့လိုပြောပြီးတော့သူတို့နှစ်ယောက်လုံးကဝဘွားရဲ့အိမ်ကိုစောင့်ကြည့်လိုက်ကြတော့တယ်။ခဏနေတဲ့အခါမှာတော့ကာလူရဲ့အပေါ်ရေတွေကကျလာတော့တယ်။တင်းနေရဲ့ကြည့်ပါအောင်မျက်နှာချက်ကနေမိုးတွေယိုနေပြီ။မျက်နှာချက်ကိုရှင်းမပြင်လိုက်ဘူးလေ။ကုံမလုံးလိုက်ဘူးလေ။ကိုကနိုင်ရန်ကုန်ပဲခိုင်အောင်လုပ်ရမှာလေ။မင်းရဲ့တာဝန်ကမျက်နှာချက်ကိုခိုင်အောင်လုပ်ရမှာလေ။မင်းကဘာလို့အဲ့လိုလုပ်ရတာလဲ။ကျမကြည့်ကြည့်တော့မျက်နှာချက်ကအကောင်းကြီးရှိနေသေးတာ哦။အဲ့ဒါကြောင့်မလို့ကျမလည်းဒီအတိုင်းပဲထားလိုက်တာ။ကျမကိုခွင့်လို့ပါကိုကာလူရဲ့ ဒီကနေမြန်မြန်ထွက်ရအောင်ကိုကလူအိမ်ကပြူကြတော့မယ်ကိုကလူရဲ့အိမ်ကမိုးတံကိုမခံနိုင်မဲနဲ့ပြူကြသွားတော့တယ်သူတို့နှစ်ယောက်လုံးလည်းတညလုံးမိုးရီထဲမှာပဲဆူဆွဲနေရတော့တာပေါ့ကိုကလူရဲ့ကျမတို့ကတင်နေရဲ့အိမ်ကိုပြိုစေချင်တာလေအခုတော့အရာအလုံးကဖြောင်းပြန်နေဖြစ်ကုန်ပြီอืมဟုတ်တယ်တင်နေဒီနေ့ကစပြီးတော့ဘသူ့ကိုမှမကောင်းကြံတော့ဘူးမဟုတ်ရင်ကိုကိုတိုင်းပဲမကောင်းတာနဲ့ကြုံတွေ့နေရလိမ့်မယ် အဲ့လိုနဲ့ပဲဝဝစာကလေးမကမကောင်းကြံကျင်တဲ့စိတ်ကြောင့်ပဲတင်းတင်းကြီးကမ်းမနဲ့ကာလူကြီးကမ်းတို့ရဲ့အိမ်ကပြိုကျသွားတော့တယ်။တညာလုံးမိုးရီထဲမှာပဲနေရတော့တာပေါ့။ချီရတဲ့တငယ်ချင်းတို့ရဲ့တပားသူကိုမကောင်းကြံရင်ဖះရတွေကမကောင်းကြံတဲ့သူကိုပဲမကောင်းတာတွေကြုံခိုင်းစေတော့တာ။ဒီဇလန်းလေးကနေသင်္ကန်းစာရသွားတော့တာပေါ့။တကယ်လို့ဒီဇလန်းလေးကိုသဘောကျတယ်ဆိုလို့ရှိရင် like နဲ့ share လုပ်ဖို့မမေ့နဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။